ဟူသီနဲ့ဟာမတ်စ်တို့ကိုအမေရိကန်နဲ့အစ္စရေလကပူးတွဲပြီးတော့တိုက်ခိုက်နေပြီပဲဖြစ်ပါတယ်။အမေရိကန်ကလည်းဟူသီတပ်တွေကိုပြပြသားသားတိုက်ခိုက်နေသလိုအစ္စရေလကလည်းဂါဇာစစ်ပွဲကိုပြန်လည်စတင်လိုက်ပြီဖြစ်ပါတယ်။အစ္စရေလတိုက်ခိုက်မှုကြောင့်ဂါဇာမှာဟာမတ်စ်ထိပ်သီးခေါင်းဆောင်တွေပါဝင်ပါလက်စတိုင်း350ကျော်400နီးပါးတေဆုံးတယ်လို့သတင်းတွေထွက်နေပါတယ်။ဟာမတ်စ်ကတော့ဓာရီကိုငင်းထုတ်ထားပါတယ်။ လုံးဝမဟုတ်ဘူးလို့ဆိုပါတယ်ဒါပေမဲ့ဒရင်းနဲ့အရာအစ္စရေးတိုက်ခိုက်မှုကြောင့်အစိမ့်မြင့်အရာရှိ၅ဦးသေဆုံးရတယ်လို့သိရပါတယ်အစ္စရေးဆိုရကဂါဇာပြစ်ခတ်ရစိသဘောတူညီချက်ကိုချိုးဖောက်ပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်လို့ဟာမတ်စိမ့်မြင့်အရာရှိ၅ဦးပါဝင်ပါလက်စတိုင်းအနည်းဆုံး၃၅၀ကျော်သေဆုံးတယ်လို့အရှေ့လေဗန်ဒရင်းနဲ့မှာဖော်ပြပါတယ် တေဆုံးတဲ့ဟာမတ်စ်ဖော်ငေါကတော့ဂါဇာဘဟုစစ်စင်ကြီးကဘုံတို့အဘူဆူတဟာမတ်စ်တရားရေးညွှန်ကြားမှုချုပ်အဘူဟူမှာပြည်ထောင်စုချုပ်အဘူဝါဖာဂါဇာတော်မိုင်းအစိုးရဌာနညွှန်ချုပ်အဘူအမ်ဂျမာစီနဲ့အစိုးရကောင်ထေဖော်ရေးကော်မတီကြီးကအစ္စမ်အဒါလီယိုဖြစ်တယ်လို့ပါလက်စတိုင်းသတင်းတွေကဆိုပါလေ အစ္စရေးတကဂါဇာကမ်းမြောင်နေရာတော်များကိုတပြိုင်တည်းတိုက်ခိုက်ခဲ့တာလို့ပါလက်စတိုင်းသတင်းတွေကဖော်ပြပါတယ်။အစ္စရေးဝန်ကြီးရောကတော့နောက်ထပ်အပြစ်ခတ်ရဲ့စစ်ရေးဆိုင်ရာအစ္စရေးဆိုပြီးချက်ကိုဟာမတ်စ်ကလက်မခံပဲညင်းဆိုရင်စစ်စင်ပြန်လဲဒီထက်ပိုပြီးဆိုးမယ်ဆိုပါတယ်။ဒီလိုစင်မှာတော့ တိုက်ခိုက်မှုတွေကိုဆက်လုပ်သွားမယ်လို့ပြောပါတယ်။ဂါဇာဒေသကိုလက်ချောင်းတိုက်ခိုက်မှုတွေမလုပ်ခင်မှာဝန်ကြီးချုပ်ဒေတာညာဟုတ်ဟာအမေရိကန်သမ္မတထရန့်နဲ့ဆွေးနွေးတူပြူချက်ရယူခဲ့တယ်လို့ဆိုပါတယ်။ဒါအိုကြီးချင်းအပြင်သမ္မတထရန့်ဟာဒီကိစ္စမှာနောက်ကွယ်ကနေအတိအလင်းပါဝင်နေဆိုတာဟာသိသာသွားပြီဖြစ်ပါတယ်။ဒါဟာဇန်ဝါရီ19ရက်နေ့ကစတင်ခဲ့တဲ့ဟာမတ်ပြည်ရဲ့စစ်တမ်းကြီးကဂါဇာမှာဖြစ်ပွားခဲ့တဲ့အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုကြီးဖြစ်ပါတယ်။ ဂါဇာပြည်ခရဲ့ဆေးရုံချမှုစနစ်မှုဟာလည်းသဘောတူညီမှုမရဘဲမအောင်မမြင်ဖြစ်ခဲ့ရပါတယ်။အစ္စရေးဝန်ကြီးဘင်ဂျမင်နေတာညာဟုနဲ့ကာကွယ်ဝန်ကြီးအစ္စရေးကတ်စတိုကတော့အင်္ဂါနေ့မနက်မှတိုက်ခိုက်မှုတွေကိုမိန်ပေးခဲ့တယ်လို့ဝန်ကြီးချုပ်ယုံထုတ်ပြန်ကြမှာဖော်ပြပါတယ်။ဟာမတ်စ်ကကျွန်တော်တို့ရဲ့တစားကန်တွေကိုလွှတ်ပေးဖို့ထက်တလဲလဲညှင်းဆုံမှုတွေအမေရိကန်သမားရဲ့ကိုယ်စားလှယ်စတီဝစ်ကောနဲ့ဂျောင်းဝင်ညှိနှိုင်းသူတွေစီကအဆိုပြုချက်အလုံးကိုပယ်ချမှုတွေဒါလေးနောက်ပိုင်းမှာဒီလိုအကျိုးဆက်ရတာလို့ဒေတာညာဟုကပြောပါတယ်။ ပစရိဟာခုချိန်ကစားပြီးဒီထက်ပိုပြီးတော့တိုးပြီးတက်ခိုက်မယ်လို့ဆိုပါတယ်။ဒီတက်ခိုက်မှုအတွက်အစီအစဉ်ကိုအစ္စရေးစစ်တပ်ကပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတင်ပြခဲ့ပြီးနိုင်ငံရေးကောင်းဆောင်ပိုင်းကခွင့်ပြုခဲ့တာဆိုပါတယ်။ဒေါ်လာထရန်ရဲ့ဆွေးရောက်ဖွဲ့ကိုအစ္စရေးကဒီတက်ခိုက်မှုတွေမလုပ်ခင်မှာတိုင်ပင်ခဲ့တယ်လို့အင်ဖြူတော်ကလည်းဆိုပါတယ်။ယာယီပြခဲ့ရစေရပရမောဆင်ရမလာတီးအနေမှာပြီးဆုံးပြီးတော့ဟိုင်းလိုက်သူတွေဟာရှေ့ဆက်ဖို့နီလာရှာဖို့နေကြပြီဖြစ်ပါတယ်။ မရိကန်ကဘရမစင်ကိုအဘီလာလေဒီတိုးချက်ဖို့ဆိုပြခဲ့ပြီးဟာမတ်စ်ကဖိုင်နာနဲ့တစားကနေနဲ့အစ္စရေးကဖိုင်နာနဲ့ပါလက်စတိုင်းကျင်းသားတွေထပ်မံလဲလဲဖို့ပေါ်ပေါ်ပါတယ်2023အော်တိုဘာ9ရက်နေ့မှာဟာမတ်စ်တို့ကနေအစ္စရေးကိုရော့ကတ်တွေထောင်တဲ့ချီဖြစ်လွတ်တက်ခတ်ခဲ့လို့အစ္စရေးဘက်ကလူပေါင်း1000ကျော်တေဆုံးပြီးလူ250ကျော်တစားကန်ဖြစ်ဖမ်းဆီးခဲ့ရပါတယ်အစ္စရေးတပ်မတ်ထုံးစစ်တော်ပါလက်စတိုင်းဘက်ကလည်းလူပေါင်း4800ကျော်တေဆုံးခဲ့ရပါတယ်ဂါဇာလူဦးရေ2000ကျော်ဟာနေရာဆုတ်ခွာခဲ့ရပါတယ် ဂါဇာမှာအဆောင်အဦးတွေအလုံးလေးပါပျက်စီးသွားခဲ့ပြီးကျမ်းမာရေးရင်နဲ့တန်ရှင်းစနစ်တွေပြိုလဲသွားကအစားအသောက်လောင်စာဆီးစေဝါနဲ့အမောကပြက်လက်မှုတွေဖြစ်ပေါ်နေပါလေ။ငင်းကြဲရောင်တန်းလာပြီးတော့ဂါဇာမှာခင်းတဲ့အတွက်ကြောင့်လူတွေကအိမ်ကိုပြန်လာကြမိမယ်လေအခုကမှအစ္စရေးရဲ့ရှောင်းခင်းတိုက်ခိုက်မှုကြောင့်ပြန်ပြီးတော့စစ်ဘေးရှောင်ရဖို့ဖြစ်လာနေပြီဖြစ်ပါလေ။နောက်ထပ်သတင်းမှုတ်ပြောချင်ပါလေ။ American နဲ့ Houthi တပ်တွေအပြန်အလှန်တိုက်ခိုက်နေကြပြီလို့သိရပါတယ်။လေယာဉ်တွေသမောကြီး USS Harry S Truman နဲ့ American တိုက်ခိုက်ရေးရေအုပ်စုကိုဒုံးကြီးတွေ drone တွေနဲ့တိုက်ခိုက်မောင်းထုတ်ခဲ့ကြောင်းရေမင်းတွေကပြောဆိုခဲ့သလို Houthi ပြစ်မှတ်တွေကိုလေကြောင်းကနေဆက်တိုက်နေတယ်လို့ American စစ်တပ်ကလည်းထုတ်ပြန်ပါတယ်။ ဝီလန်နီမြောက်ပိုင်းကလိုင်းနေသင်းမောကြီး USS Harrius Truman နဲ့ဖြတ်သင်းမောတစ်စင်းကို cruise တုံးကြီးတွေ drone တွေနဲ့ရေမင်တက်တွေကပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးကန်ဂျင်ရဲ့ဝေယောင်ကိုမောင်းထုတ်နိုင်ခဲ့တဲ့အတွက် American ရဲ့လေကြောင်းတိုက်ခိုက်မှုစီစဉ်နေပြက်ပြားခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီး American ကတော့အတော်လေးဒေါသထွက်ခဲ့ပါလေ။အလားတူရှေ့လေပိုင်းဆိုင် American စစ်စင်ရဲ့ဌာနချုပ်ကလည်း အီရန်ကျောင်းထောင်းနောက်ကမြို့ကိုတည်တဲ့ပုံတွေကိုလေကြောင်းကနေဆက်လက်တိုက်ခိုက်နေကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ဟူဒီဖွဲ့ရဲ့ခုလိုမျိုးကြောင်းမဲ့ဖွဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအီရန်ဟာဒီအကျိုးဆက်ကိုခံစားရလိမ့်မယ်လို့ဘရိတ်ကသမရထရန့်ကပြောပါတယ်။ရက်စီမှာပစ်တေးမမှုတွေမြင့်နေစဉ်ထရန့်ကလူမှုကွန်ရက်ကတစဉ်သတိပေးခဲ့တာပါ။ဟူဒီဖွဲ့ရဲ့တိုက်ခိုက်မှုတွေကိုအီရန်ဟာဖန်တီးနေတာလို့လူမှုကွန်ရက်မှာထရန့်ကပြောခဲ့ပြီးအီရန်ကိုရေးယူမယ်လို့ဆိုပါတယ်။အမေရိကန်စစ်တပ်ရဲ့ကနဦးတိုက်ခိုက်မှုဟာ ခုတီတီရဲ့ legend scan တွေလက်နက်သုံးလောင်းယူရတဲ့အပါအဝင်ပြစ်မှတ်30ကျော်ကိုထိမှန်ခဲ့ပါတယ်။ American ကယူမတ်ချက်တွေအောင်မြင်တဲ့အထိတိုက်ခိုက်ရေးတပ်ဖွဲ့တွေတုံးမယ်လို့ Pentagon ပြောရေးဆိုဝင်ရှိသူ Sean Burney ကပြောပါတယ်။ American ကြိုးစည်းပွားတည်တာပထမလို့ဆိုပါတယ် American စစ်တပ်တိုက်ခိုက်မှုကြောင့်လူ93ဦးသေဆုံးခဲ့တယ်လို့ခုတီဖွဲ့ကလည်းပြန်ပြောပါတယ် American စစ်တပ်ရဲ့တိုက်ခိုက်မှုဟာရာဇဝမှုဖြစ်တယ်လို့အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောခဲ့ပြီးအဲ့ဒီလိုရတဲ့ကိုအရေးယူဖို့နိုင်ငံတကာအသိုင်းအဝန်းကိုတောင်းဆိုခဲ့ပါတယ် ဟူဒီဖွဲ့ရဲ့တိုက်ခိုက်မှုတွေမှာအီရန်ဟာမပါဝင်ပဲယမန်ပြည်သူတွေဟာလိုအပ်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နေတာလို့အီရန်ကပြောပါတယ်။အီရန်ကသိမ့်တော်သလိုလက်တော့ပြန်သွားမယ်လို့ပြီးခဲ့တဲ့ပတ်ကဒေါ်နယ်ထရန့်ထံမှာအီရန်လက်ခံရရှိတဲ့စာနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပြုပါတယ်။နျူကလ িয়ার ဆင်နဲ့ပတ်သက်လို့ဆွေးနွေးမှုတွေလုပ်ဖို့အီရန်ကိုစာပို့ခဲ့တယ်လို့ဒေါ်နယ်ထရန့်ကပြောပြီးအီရန်ဘက်ကတော့ဒါကိုပယ်ချထားပါတယ်။ဟူဒီပေါ်အမေရိကန်ရဲ့တိုက်ခိုက်မှုဟာဆွေးနွေးမှုတွေကိုလက်ခံဖို့အီရန်ပေါ်ဖိအားပေးတဲ့နည်းလမ်းအဖြစ်ရှုမြင်နေကြတာဖြစ်ပါတယ်။ မရိကန်ဆိုရရဲ့လွှတ်ဆောင်ချက်တွေကိုကန်ကွက်ဟန်တာဘီအီရန်ကကုလသမဂ္ဂလူ့ကျိုးရေးကောင်စီကိုတောင်းဆိုပါတယ်။အမေရိကန်သမ္မတထရန်ချင်းတော်ပြောဆိုမှုတွေပေါ်ကုလလူ့ကျိုးရေးကောင်စီအနေနဲ့ပစုံတရားကန့်ကွက်ပြောဆိုဖို့အီရန်ဆိုရကတောင်းဆိုပါတယ်။ကုလပြည်မှုကျတဲ့ကုလလူ့ကျိုးရေးကောင်စီလက်ထောက်ဥက္ကဋ္ဌဒီစီအီရန်မြေတဲ့ကိုယ်စားလှယ်အီရာဘာနီကစာပေးဖို့တောင်းဆိုခဲ့တာပါ။အမေရိကန်ဆိုရရဲ့အီရန်ပေါ်အဲ့ဒီလိုရန်လိုတဲ့ပြုမှုပြောဆိုမှုတွေဟာဆိုးဝါးတဲ့ကြိုးစက်တွေ ဖြစ်ပေါ်လာနိုင်လို့ကုလသမဂ္ဂအနေနဲ့နှုတ်ပိတ်မနေတဲ့ပဲကန့်ကွက်ရှုတ်ချပြောဆိုတင်တယ်လို့အဲ့ဒီဆောင်မှာဖော်ပြထားပါလိမ့်။အချုံးချံအနာပိုင်နိုင်ငံတနိုင်ငံပေါ်အင်အားသုံးချင်းချောက်ဖို့ကြိုးစားတာဟာကုလသမဂ္ဂဗြိတိန်ဆိုင်ရာအခြေခံမှုတွေကိုချိုးဖောက်တာဖြစ်လို့ကုလသမဂ္ဂအနေနဲ့တစုံတရာကန့်ကွက်ဖြည့်ရှင်းခဲ့တင်တယ်လို့အီရန်ရဲ့ကိုယ်စားလှယ်အီရာဘာနီရဲ့ဆောင်မှာဖော်ပြထားပါလိမ့်။ဒါပေမဲ့ကုလသမဂ္ဂကတော့အဲ့ဒီစာနဲ့ပတ်သက်ပြီးဘာမှပြန်လဲတုံ့ပြန်ခြင်းတော့မရှိသေးပါဘူး။ဒါအပြင်အဲ့ဒီစာထဲမှာ ရီမင်ကိုလက်နက်ရောင်းချမှုတားမြစ်ထားတဲ့ကုလသမဂ္ဂရဲ့ကန့်သတ်ချက်တွေကိုအီရန်ဟာချိုးဖောက်ခြင်းမရှိကြောင်းနဲ့ဒေသတွေမတူညီဖြစ်နေတဲ့လှုပ်ရှားမှုတွေမှာမပါဝင်ကြောင်းကုလလုံခြုံရေးကောင်စီကိုပေးပို့ထားတဲ့စာအရဆိုပါတယ်။ဒါအီရန်ပေါ်အခြေမြင့်မရှိတဲ့ဆွဆွဲတိုက်ခိုက်မှုတွေလို့ပြောပါတယ်။ရီမင်ကိုပြီးခဲ့တဲ့နေ့ကတိုက်ခိုက်မှုဟာတမရဟောင်းဂျိုးပါနဲ့လက်ထက်ကအခွင့်ပြုထားတာတဲ့ပုံမှုခုဒီ drone ထုတ်လုပ်တဲ့စေုံတွေလည်းပါဝင်ခဲ့တယ်လို့ American တာဝန်ရှိသူတွေကပြောပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ USIB ဌာနချုပ်ကို Elon Musk ရဲ့ DOG ရရှိတွေကဝင်ရောက်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ American Ninja Institute USIB ဌာနချုပ်တဲ့ကို Elon Musk ဒီကထိန်းချုပ်ဦးဆောင်နေတဲ့ဆိုရလုပ်ငန်းစဉ်ထျောက်ရေးဌာန DOG ရရှိတွေဟာဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။ USIB American ရဲ့လွတ်လပ်တဲ့အကျိုးမြတ်မျှော်လင့်တဲ့ကမ္ဘာတစ်လောကပြည်ပကတွေကိုတားမြစ်လျှော့ချဖို့ရည်ရွယ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတန်မာရေးအား ကြောင်းဝင်ပြည်နိုင်ရေးနဲ့အခြားငင်းချင်းရေးတည်ဆောက်မှုကဏ္ဍတွေအတွက်သူတည်တနာစမ်းစစ်လေ့လာခြင်းနဲ့တင်တန်းပေးမှုတွေကိုထောက်ပံ့နေတဲ့ဖွဲ့စည်းပါသမားထရန်ရဲ့အမဂန်နိုင်ငံရေးမဟာမိတ်ဖြစ်တဲ့ Elon Musk ကဦးဆောင်နေတဲ့ DOGE ဟာပြီးခဲ့တဲ့သတင်းပတ်ကလေးက Washington မှာရှိတဲ့ USIM ဌာနချုပ်တွေဝင်ဖို့အားထုတ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးဒါဟာပြီးခဲ့တဲ့သတင်းပတ်ကမှ Trump က USIM ရဲ့ဘုတ်ဖွဲ့ကိုသူစိတ်ကြိုက်ပြောင်းလဲတဲ့ရုတ်တရက်သမရအာဏာနဲ့လုပ်ခဲ့ပါတယ် အကျိုးဆက်ဖြစ်မလဆုကနေတဲ့ညပိုင်းမှာတော့ဌာနချုပ်ဆောင်လေးကိုဝါရှင်တန်ဒီစီရဲဖွဲ့ဝင်တွေနဲ့အတူ DOG ရရှိတဲ့ဝင်ခွင့်ရတော့ပါလေအဲဒီနောက်မှာတော့ DOG ရရှိတွေကအဆောက်အုံထဲမှာဖြန့်ကျက်နေရာယူထားလိုက်ပါလေ USIM ဥက္ကရာ Joe Moose က DOG ဟာ USIM အဆောက်အုံထဲဖောက်ထွင်းဝင်ရောက်တယ်လို့လူမှုကွန်ရက်ပေါ်မှာဆွဆွဲရေးသားခဲ့ပါလေ American ဆိုရကတော့ Joe Moose ဟာသူ့ရဲ့ယာရုနီယာကနေထောက်ပြခံထားလိုက်ရပြီလို့ပြောပါတယ် ထရန့်အစိုးရက USIB ရဲ့ဘုတ်ဖုံးအားလုံးလိုလိုကိုထုတ်ပယ်ခဲ့ပြီးကာဝဲဝန်ကြီးပိုက်ဟာဆတ်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုနဲ့မြို့သားကာကွယ်တပ်သူအောက်တာပီတာဂါဗင်တို့ကသာခြံထားခဲ့ပါတယ်။ဂျော့မုစ်ကိုတော့မက်လာဆလီယန်ကလေးကထုတ်ပယ်ပြီးပြီဆိုပါတယ်။ထရန့်လိုကြခံမှုဖြင့်ကန်နဲ့ဂျက်ဆန်ကို USIB ဥက္ကဋ္ဌနေရာအတွက်ရာထားကြောင်းလက်ကျန်ဘုတ်ဖွဲကထုတ်ပြန်ပေမဲ့ USB ဘုတ်ဖွဲဝင်ဟောင်းတွေဟာဒီအခက်အမှုကဥပဒေနဲ့မညီညွတ်ဘူးလို့တုံ့ပြန်ခဲ့ပါတယ်။ USIMR အစိုးရရဲ့ Federal Agency တခုမဟုတ်ဘဲပြည်ပကတွေဖြည့်ရှင်ပေးဖို့ရည်ရချက်နဲ့1984မှာစတင်ဖွဲ့စည်းခဲ့တာပါပြီးတော့ USIMR အဖွဲ့အစည်းရဲ့အစအုပ်နဲ့စီမံဆောင်ရွက်မှုကိုပြေဝပိုင်ဆိုင်권ရှိတယ်လို့ဆိုပါတယ် USIMR လုံခြုံရေးရာရှိချုပ် Colin O'Brien ကလည်းအဖွဲ့အစည်းရဲ့အရင်လုံခြုံရေး contract ဝင်တဲ့အောင်းတွေဟာအခွင့်မရှိဘဲအစအုပ်နဲ့ဝင်လို့ Washington DC ရဲ့အဖွဲ့ကိုဆက်သွယ်ခဲ့ကြောင်းပြောပါတယ်ရဲတွေရောက်လာလို့သူကသွားနှုတ်ဆက်တဲ့ချိန်မှာတော့ရဲတွေကိုယ်တိုင်က DOG ရရှိတဲ့ဝန်ထမ်းအောင်အဆောက်အအုံတကောက်ကိုဖွင့်ပေးခဲ့ကြတော့ ဒီ OG ရရှိနေတဲ့ Washington DC ရတဲ့ဖွဲ့ဝင်တရာစလောက်ကခြံရလိုက်ပါခဲ့ကြောင်းဆိုပါတယ်အခြေအနေတွေအရရှုပ်ထွေးခဲ့ပြီး Washington DC ရတဲ့ဖွဲ့ပြောရေးဆိုခွင့်ရအရရှိသူကတော့ US Army မှာဥပဒေမဲ့ဝင်ရောက်ဖို့အားထုတ်မှုတစ်ခုအတွက်တိုင်ကြားထားတာလက်ခံရရှိတဲ့လိုအပ်သလိုတုံ့ပြန်ခဲ့ကြောင်း US Army ဘက်ကထွက်ခွာစီလိုတဲ့လူပုဂ္ဂိုလ်တွေကိုညှိနှိုင်းပြီးထွက်ခွာဆော့သွားခဲ့ကြတဲ့ကြောင်းဘဒုကမဖမ်းတာမျိုးမရှိခဲ့ကြအောင်ပြောပါရစေ။အဒီတော့မမဒီဟိုဂျီရရှိတွေကအဆောက်အုံတွေကိုဝင်ရောက်ခဲ့တာဖြစ်ပါလိမ့်။ ဂျော်မူးစ်ဟာ US အမေဆောင်နဲ့တရားလက်မဲ့ဝင်ရောက်ခဲ့တဲ့ဒီအိုဂျီလို့ရက်ကို ပြင်းထန်ရှုတ်ချခဲ့ပါတယ်။တရားရုံးမှာစွမ်းကုန်စန့်ကျင်ရေးဆိုသွားမယ်ပြောပါတယ်။အတိုင်းခံဒီမိုကရက်ပါတီရဲ့အော်လတော်မတ်ဒွန်ဘီယာဟာတော့ US အမေဆောင်စီရောက်ရှိလာခဲ့ပြီးဒီအိုဂျီလို့ရက်ကိုအမေရိကန်အော်လတော်စီရေးဆိုမယ်ဖြစ်ပါတယ်။ဘရက်ဆွေရအေဂျင်စီမဟုတ်တဲ့ US Army ကို DOD ကအခွင့်မရှိပဲဝင်ထိန်ချုပ်ခဲ့တာဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီညွတ်သလိုတရားဥပဒေချိုးဖောက်နေတာလို့ဆိုပါတယ် ထရာဖေဗူလာစကွေးနေ့တော့ကထုတ်ပြန်တဲ့ထူမင်ယာဖေရယ်ဆိုရဖွဲ့စည်းပုံကိုရှော့ချမယ်ဆိုတဲ့အကြောင်းပြချက်အောင်ပါ US Army နဲ့တခြားဖွဲ့စည်းချုပ်ကိုပြစ်မှတ်ထားလာခဲ့ပါလေအဲဒီမိန်တော်ပိုင်းမှာ American ဆိုရလောက်ခံနိုင်ငံတကာထောက်ပံ့တဲ့ပညာရေးကူညီပေးမှုဆိုင်ရာအေဂျင်စီတွေမှာ project တွေရပ်ဆိုင်တော့ဝန်ထမ်းတွေကိုထုတ်ပယ်ရှော့ချတာတွေရှိခဲ့ပါတယ်အမီရဘီယိုစကွေးရမျိုးသမီးအန်နာကယ်လီက US Army ဟာတမရထရမ်မင်ကိုမလိုက်နာခဲ့ဘူးလို့ဆိုဆွဲပါတယ်ပြီးတော့ US Army ရဲ့ဗုဒ္ဓဘုံတွေကိုတမရကထုတ်ပေတာဟာ ဒါဟာတရားဝင်လုံထုံးလုံးနေတဲ့ညီညီကြောင့်ဂျန်နေပုတ်ဖုံတွေကပဲဂျက်ဆန်ကိုရွေးဆပ်မိရာဥက္ကရာဖြစ်သဘောတူတင်မြောက်ခဲ့ကြောင်းဆိုပါလေ။နောက်ပြီးသမ္မတထရမ့်ဘက်ကိုစိုးသွမ်းတဲ့ဘျိုကရက်တွေကဖိစံရမှာအေဂျင်စီတွေဖွဲ့စည်းတွေကိုတစားကန်လို့တုံးနေတာမျိုးလုံးဝလက်မခံနိုင်ကြောင်းအစိုးရလောက်ခန့်အေဂျင်စီတွေအမေရိကန်ပြည်သူတွေယုံကြည်အနှင်းထားတဲ့သမ္မတအမိန့်ကိုမမိတ်မတုံအကောင့်ထဲပေါ်မှာဖြစ်ကြောင်းပြောသွားပါလေ။နောက်ထပ်သတင်းပို့ပြောချင်ပါလေ။ အာကာသတဲ့6လကြာတောင်းတွေနေတယ် NASA အာကာသယာဉ်မှူးကဘာမြေကိုပြန်ရောက်လာပြီဖြစ်ပါတယ်ဆိုနီဝီလျံနဲ့ဘာဝီမိုးတို့နှစ်ယောက်ဟာ Space 8 Crew Dragon နဲ့ကဘာကိုပြန်လာတာဖြစ်ပါတယ်ဆိုနီဝီလျံနဲ့ဘယ်ရီမိုးတို့ဟာ2024ဆုံးလကဘိုးအင်းစတားလိုင်နာကိုစမ်းသပ်ဖို့ရှေ့ရခီးနေခဲ့ပါတယ်။ဒါပေမဲ့ဘိုးအင်းစတားလိုင်နာဟာနေပညာပြဿနာတွေရှိလို့သူတို့နှစ်ယောက်ကိုနိုင်ငံတကာအာကာသစခန် ISS မှာနေဖို့ NASA ကဆုံးဖြတ်ခဲ့တယ်။ သူတို့စီးနေလာတဲ့ Boeing Starliner ကိုတော့လူမပါပဲကဘာကိုပြန်စေခဲ့ပါတယ်။ NASA အကဒါရေမှူးနှစ်ယောက်ရဲ့အင်ဂျင်ခီးဟာ18နှစ်နာရီနီးပါးကြာမြင့်မယ်လို့ခန့်မှန်းရပါတယ်။ဒါနဲ့ဆူနီတို့ဟာ NASA အကဒါရေမှူးနှစ်ဟာနဲ့ရုရှားအကဒါရေမှူးအလက်ဇန်နာဂါဘူနော်နဲ့တူကဘာကိုပြန်လာမှာပါ။ဟာဂူနဲ့ကာဘူနာတို့ဟာ Space Dragon ယာဉ်နဲ့စတေမာလာတို့ကနိုင်ငံတကာအကဒါစခန်းရောက်လာခဲ့သူတွေဖြစ်ပါတယ်။ကာဘူနာခီးစဉ်အတုတ္တပထမဆုံးခီးစဉ်ဖြစ်ပြီးနိုင်ဟာကတော့2019မှာ အာဂဒါစကန်တွေရပ်ပေါင်း၂၀၀တွင်ကြာနေထိုင်မှုတို့ပါဒါကြောင့်ကမ္ဘာကိုပြင်မဲ့ခီးစင်မှာလိုက်ပါသူ၄ဦးရှိပါတယ်။နာဆာကမရှင်တစ်ခုကိုလူ၄ယောက်စီဆေးလို့လည်းရှိပြီးခရူ၂ယောက်နဲ့အရန်လိုက်ပါသူ၂ယောက်ပြည့်ဘန်နက်ဆူနီဟာကမ္ဘာကိုပြန်ဖို့ထည့်လိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အမေရိကန်ခီးစင်နဲ့ပတ်သက်ပြီးတော့ယူကရိန်းနိုင်ငံရဲ့သဘောတူညီချက်ရပြီးမှသာအဲဒီကိစ္စဆွေးနွေးမယ်လို့ဒေါ်နယ်ထရန့်ကပြောပါတယ်။သတင်းတော်တွေက ငင်းကြင်းသဘောတူညီချက်လက်မှတ်ရေးထူပါဘူဟာကပူတင်ကိုအင်ဖီလိုကိုဖိတ်ကြားဖို့သဘောရှိမရှိမေးမြန်းတဲ့အခါမှာထရန့်ကအဲ့ဒါကိုခုချက်ချင်းဆွေးနွေးခြင်းစိမ့်မရှိပါဘူး။ယူကရိန်းပြည်ပကငင်းကြင်းရဲ့အတွက်သဘောတူညီချက်ရဖို့လိုပါတယ်။သဘောတူညီချက်လက်မှတ်ထိုးဖို့လိုတယ်လို့ဆိုပါတယ်။ငါတို့အဲ့ဒီသဘောတူညီချက်ကိုလက်မှတ်ထိုးဖို့လိုတယ်။ဒါကခုချိန်မှာငါစဉ်းစားနေတဲ့တခုတည်းသောအရာပါလို့ထရန့်ကပြောပါတယ်။မလာစတီးယန်နေကအမေရိကန်နဲ့ယူကရိန်းကိုယ်စားလှယ်ဖွဲ့တွေကဆော်ဒီနိုင်ငံဂျေတာမှာဆွေးနွေးညီနိုင်မှုလုပ်ခဲ့ပါတယ်။ ်ပူးတွဲထုတ်ပြန်ကြရရယူကရိန်းဟာရက်30ကြာပြစ်ခတ်ရက်စဲရင်းနဲ့တယံဇာတာဆိုင်ရာသဘောတူညီချက်လက်မှတ်ထိုးဖို့သဘောတူညီပါတယ်။အပြန်အလှန်အပြအမေရိကန်ဟာယူကရိန်းနဲ့စည်ရေးကူညီနဲ့ထောက်လိုင်းသတင်းမျှဝေခြင်းကိုချက်ချင်းပြန်စတင်မှာဖြစ်ပါလိမ့်။ရင်ကျက်ရေးစနစ်ဘက်မှာပါဝင်ဆောင်ရွက်ပေးမှုအတွက်ထရန့်အားကျေးဇူးတင်ကြောင်းပူတင်ကပြောခဲ့ပြီးပြည်ခန့်ရစဲရေးအဆိုကိုထောက်ခံပါတယ်။ဒါပေမဲ့ရုရှားသမ္မတကကတ်စတေတာကိုဝင်လာတဲ့ယူကရိန်းစစ်သည်တွေရဲ့အခြေအနေ စစ်ပစ်ခတ်မှုရစရေးစောင့်ကြည့်မှုရန်ဒီအားနဲ့ဒီကာလအတွင်းမှာယူကရိန်းရဲ့လှုပ်ဆောင်နေတဲ့လုပ်ရည်တွေနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ပြဿနာချို့ကိုပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။ရုရှားဟာယူကရိန်းပဋိပက္ခအဆုံးသတ်ဖို့အဆိုပြုချက်ကိုလက်ခံဖို့အစဉ်သင်းရှိပါတယ်။ဒါတွေဟာရရှိငင်းကြီးလက်ကြောင်ဖော်ဆောင်ပေးပြီးပဋိပက္ခဇင်းမြစ်ကိုဖြည့်ရှင်းပေးနိုင်ပါကဖြစ်နိုင်ကြောင်းသူကပြောခဲ့ပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။တောင်ကိုရီးယားတိုက်ခိုက်ခံကောင်းဆောင်ဟာလုံခြံတပ်ဖြတ်ခံရနိုင်ခြင်းရှိတဲ့အတွက်ရဲတပ်ဖွဲ့လုံးချုပ်ရင်တိုးမြှင့်ထားပါတယ်။ တောင်ကိုရီးယားတိုက်ခံကောင်းဆောင်လီဂျင်မြောင်ကိုလုံခြံတပ်ဖြတ်ဖို့ကြံစီမှုဖြစ်နိုင်ကြောင်းသတိပေးချက်တွေထွက်ပြီးတဲ့နောက်မှာရဲတပ်ဖွဲ့ကသူ့လုံခြုံရေးကိုတိုးမြင့်ပေးလိုက်ပါတယ်။သူ့ကိုလုံခြံတပ်ဖြတ်ဖို့ကြံစီခံရနိုင်တာနဲ့ပတ်သက်ပြီးလွတ်တော်မတွေကပြီးခဲ့တဲ့သတင်းပတ်မှာသတိပေးချက်တွေနဲ့လုံခြုံရေးတိုးမြင့်ပေးဖို့တောင်းဆိုခဲ့တာပါ။တကယ်စားနဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့ကတစုံတရာမှတ်ချက်မပေးပါဘူး။လီဂျီမျိုးဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီလအတွင်းကလည်းသူ့လက်မှတ်ကိုတောင်းခံတဲ့လူတယောက်ရဲ့ဓာတ်နဲ့တိုက်ခိုက်တာခံရပြီး အဲ့ဒီလူကလက်ရှိမှာ1005နှစ်ကြာခံနေရပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလကဆိုးချုပ်ရေးကြီးညာခဲ့တဲ့တမရရောင်စေရောကြောင့်တောင်ကိုရီးယားမှာဆယ်စုနှစ်များစွာအတွင်းအဆိုးဝါးဆုံးနိုင်ငံရေးကျက်တယ်နေရင်ဆိုင်ရပြီးတမရကိုလွတ်တော်ကဆွဆွဲပစ်တင်ကယာလူကလည်းဖြုတ်ချဖို့လှုံ့ဆော်နေပါတယ်ရောင်စေလူကဆွဆွဲပစ်တင်ထားတဲ့ကိစ္စကိုစီရင်ချက်ချဖို့နှောင့်နေတာဟာတာဝန်မဲ့ခြင်းဖြစ်ကြောင်းကိုရီးယားတိုက်ခိုက်တွေကဝေဖန်ထားပါတယ်ဆွဆွဲပစ်တင်မှုနဲ့ပတ်သက်ပြီးစီရင်ချက် ချလာချိန်မှာဖြစ်လာနိုင်ခြေရှိတဲ့ပြိပကတွေအတွက်စိုးမျိုးရဲ့တစ်ဖက်ကပြင်ဆင်မှုတွေလုပ်နေပါတယ်။ထောက်ခံသူနဲ့တိုက်ခတ်နေကြကြီးမားတဲ့လူမှုစုဝေးဆန္ဒပြမှုတွေဖြစ်လာနိုင်တယ်လို့သတိပေးမှုတွေရှိနေပါတယ်။သူရဲ့စေအုပ်ချုပ်ရေးကြီးညာမှုနဲ့လက်ရှိဆွဆွဲပြစ်တင်ခံရမှုဟာတောင်ကိုရီးယားကွန်ဆာဗေးတင်းရဲ့ liberal နိုင်ငံရေးသမားတွေကြားနှဆိုင်တဲ့သဘောထားကိုလွှဲမှုကိုဖြစ်ပေါ်စေခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။ ဆီးရီးယားနိုင်ငံမှာဘောဟောင်းတစ်လုံးကိုတန်တိုတန်ဆဆန်တွင်ထားမိလို့ပောက်ကွဲမှုဖြစ်ပြီးလူ16ဦးထပ်မံတဲ့အသေဆုံးက18ဦးဒဏ်ရာရပါတယ်။ဆီးရီးယားနိုင်ငံမှာမပောက်ကွဲသေးတဲ့ဘောဟောင်းတစ်လုံးကိုတန်တိုတန်ဆဆန်မှာထားရှိမိရင်ကြီးမားတဲ့ပောက်ကွဲမှုဖြစ်ခဲ့လို့လူ16ဦးထပ်မံတဲ့အသေဆုံးကြောင်းဆိုပါတယ်။မလ15ရက်နေ့ကဆီးရီးယားနိုင်ငံလာတာကီးယားမြို့မှာအဲ့ဒီပောက်ကွဲမှုဖြစ်ခဲ့ရာလေးတပ်အဆောင်တစ်လုံးပြိုကျခဲ့ပြီးတော့ကွန်ကရစ်ကြမ်းခင်းတွေပိတ်ထွက်သွားပါတယ်။အောက်ထပ်မှာနေထိုင်သူတွေထိခိုက်ဒဏ်ရာရပါတယ်။ ကယ်ဆယ်ရေးသမားတွေကအသက်ရှင်ကျန်သူတွေကိုရှာဖွေခဲ့တယ်လို့လူမမဲကလေးငယ်ငါ့ကိုပါဝင်တည်ဆုံသွားသူတွေရဲ့လောင်းတွေကိုလည်းညာလုံးပေါက်ဆွဲထုတ်အောင်ပါလေအခင်းဖြစ်ပေါ်ရာတိုက်ခန်းမှာရှိတဲ့ကုံမာဆိုင်နဲ့တန်လို့နာဇာဆိုင်မှာအဲ့ဒီပေါက်ကွဲမှုကြောင့်လူ၁၆ကိုသေခဲ့ပါလေအဆောင်ပျက်စီးတဲ့ကြားမှာဖိမိနေသူတွေကိုရှာဖွေကယ်ဆယ်ရေးဆက်လုပ်နေပါလေလို့တာဝန်ရှိသူတွေကပြောပါလေအဲ့ဒီဖြစ်စဉ်မှာအ ਨੇ စုံလူ၁၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါလေနောက်ထပ်သတင်းပို့ပြောချင်ပါလေ EU ထိပ်သီးစည်းဝေးတက်ဖို့ EU နိုင်ငံကောင်ဆောင်တွေကတရုတ်သမ္မတရှီကျင်းဖင်ကိုဖိတ်ကြားရမှာတရုတ်သမ္မတရှီကျင်းဖင်ကညင်းဆိုလိုက်ပါလေ EU တရုတ်သံတမန်ဆက်ဆံရေး290ပြည့်ထိမှန်ထိပ်သီးစည်းဝေးကိုတက်ဖို့အတွက် Brussels ကိုလာဖို့ဖိတ်ကြားမှုကိုတရုတ်သမ္မတရှီကညင်းဆိုခဲ့တယ်လို့ Financial Times သတင်းကဖော်ပြပါလေရှီဇာဝန်ချုပ်လီချန်ဟာဥရောပကောင်ရှင်စီနဲ့ကော်မရှင်ဥက္ကဋ္ဌတွေကိုတွေ့ဆုံမယ်လို့ဆိုပါတယ်။ဘရက်ဆဲမှာကျင်းပတဲ့အဲ့ဒီ ထိတ်သည့်အစီအွေကိုတရုတ်ဝန်ကြီးချုပ်ကသာအများအဖြစ်တက်ရောက်လေ့ရှိပြီးဘေကျင်းမှာလက်ခံကျင်းပတဲ့အစီအွေကိုတော့သမရကတက်ရောက်လေ့ရှိပါတယ်။ဒါပေမဲ့ဘေကျင်းနဲ့ EU ကြားရာစုနှစ်ဝက်ကြားဆက်ဆံရေးထိမ်းမှတ်အစီအွေကိုတော့ EU ကရှီကင်းဖင်ကိုတက်ရောက်စီလိုတာဖြစ်ပါလိမ့်။2022ကရုရှားဟာယူကရိန်းကိုကျူးကျော်ခဲ့ပြီးနောက်မှာဆက်ကဘရက်ဆယ်နဲ့ဘေကျင်းကြားဆက်ဆံရေးတင်းမာမှုကြီးထွားခဲ့ပါတယ်။တရုတ်ကကရမလင်ကိုကြောထားနောက်ကပြင်းနေတယ်လို့ EU ကဆွဆဲပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်းဥရောပသမဂ္ဂဟာတရုတ်လျက်စစ်ကားတင်သွင်းမှုပေါ်ခွန်စီချက်ပါတယ်ဒီနေ့ EU တရုတ်ထိပ်သီးစည်းဝေးကျင်းပမဲ့ရက်နဲ့ကိုစားပြုဆင့်ဆိုင်ရာတွေအတွက်လူသဘောဆွေးနွေးမှုဆက်လက်လုပ်ဆောင်နေပါတယ်လို့ EU ရာရှိသူကပြောခဲ့ပြီးဒီကိစ္စအတွက်ဘာမှပြောစရာမရှိဘူးလို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ထုတ်ပြန်ပါတယ်နောက်ထပ်သတင်းမို့ပြောချင်ပါတယ် Telegram တီထောင်ခဲ့သူကိုပြင်သစ်မှယာယီထွက်ခွာခွင့်ပြုလိုက်ပါတယ်။ Telegram တီထောင်သူ Pavel Durov ဟာ သူ့ကိုရာဇမှုမြောက်များစွာနဲ့တရားစွဲဆိုထားတဲ့ပြင်သစ်နိုင်ငံမှာယာယီထောက်ခွာခွင့်ရကြောင်း AFP သတင်းဌာနကပြောပါတယ်။သူဒီမနေ့ပဲပြင်သစ်ကထွက်သွားတာပါ။အာနာပါနီရဲ့ယာယီထောက်ခွာခွင့်ပြုချက်နဲ့ထွက်သွားတာလို့ဆိုပါတယ်။တခြားသတင်းရင်းမြစ်တွေကတော့တရားသူကြီးဟာပါပယ်ဒူရိုကိုပြင်သစ်မှယာယီထောက်ခွာခွင့်ခွင့်ပြုပေးခဲ့ကြောင်းသိရပါတယ်။ပါပယ်ဒူရိုဟာအခုကဒူဘိုင်းကိုထောက်ခွာသွားတယ်လို့ဆိုပါတယ်။ပြောရမယ်ဆိုရင်တော့ Telegram မှာပြောရေးဆိုခွင့်ရှိတဲ့မျိုးသမီးကို AFP ကဆက်သွယ်ခဲ့ရအမှတ်ချက်ပြုလို့ညှိဆိုခဲ့ပြီးအသေးစိတ်ကိုနောက်ပိုင်းကုမ္ပဏီဘက်မှကြေညာချက်ထုတ်ပြန်မယ်ဆိုပါလေအသက်40ရွယ်ရှိပြီဖြစ်တဲ့ဘာဘယ်ဒူရိုဟာ2024ဩဂုတ်လက ပါရီမြို့ပြင်မှာရှိတဲ့ Liberal Legion မှာဖန်စီထင်းသိမ်းခံရပြီးသူတီထောင်ခဲ့တဲ့နယ်မကြီး Telegram app နဲ့ပတ်သက်တဲ့ချိုးဖောက်မှုများစွာနဲ့တရားစွဲဆိုခံရပြီးနိုင်ငံတွင်းမှာထောက်ခွာကွင်းပိတ်ပင်ခံထားသူဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ တမရရောင်စရုပ်ကို ထောက်ခံသူနဲ့ဆန့်ကျင်သူတွေအပြန်အလှန်အပြင်းထန်ဆန္ဒထုတ်ဖော်မှုတွေလုပ်နေပါတယ်။ထောက်ခံသူတွေနဲ့ဆန့်ကျင်သူတွေဟာတမရရောင်စရုပ်ကိုဆန္ဒထုတ်ဖော်မှုတွေလုပ်နေတာပါ။သူ့ကိုထောက်ခံတဲ့ထောင်ထဲကျတဲ့ဆန္ဒပြသူတွေဟာတောင်ကိုရီးယားနဲ့အမေရိကန်လန်တွေကိုဝေယံပြီးထောက်ခံမှုပြုလုပ်ပါတယ်။ခွဲစည်းမှုအခြေခံဥပဒေတရားဝင်တရားသူကြီးတွေဟာဒီကိစ္စကိုမှန်ကန်ဆုံးဖြတ်ပါဒီမှုကိုပယ်ချလိုက်ပါရောင်စက်ရုံတမရဖြစ်ရမယ်ဆိုပြီးသူ့ကိုထောက်ခံတဲ့အသက်အရွယ်80လောက်ရှိတဲ့သူတို့ကပြောပါတယ်စက်ညင်သူတွေကတော့ ရောင်ဆက်ရုပ်အပြစ်ပေးရောင်ဆက်ရုပ်ကိုထုတ်ဆိုတဲ့တံပြန်ကျွေးတုံမှုတွေနဲ့ဆန္ဒထုတ်ပေါ်ခဲ့ပါလေရောင်ဆက်ရုပ်အစိုးရချုပ်ရေးကြီးညာခဲ့မှုကြောင့်ယာတုကနေဆိုင်ခဲ့ခံထားရတာပါအချိန်တရားဥပဒေရုံးကလာမယ့်ရက်တွေမှာဒီကိစ္စနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချမှတ်မယ်လို့ပြောလို့ရပါလေစေအချိုရဲ့ကြီးညာခဲ့တဲ့အတွက်ရောင်ဆက်ရုပ်ကိုတမရယာတုကနေအပြီးထုတ်ပေးမှလားယာတုပြက်ပေးမှလားဆိုတာတရားရုံးကဆုံးဖြတ်ပေးရမှာပဲဖြစ်ပါလေနောက်ထပ်သတင်းပုတ်ပြောချင်ပါလေ ရုရှားရဲ့နာမည်ကျော် Orange နဲ့တုံးကြီးတွေကိုဘယ်တော့လက်ခံရရှိမလဲဆိုတာမိမိမသိသလိုဘယ်မှာဖြန့်ကျက်ချထားမလဲဆိုတာလည်းမသိဘူးလို့ Belarus သမ္မတ Lukashenko ကဆိုပါတယ်ရုရှားမှာ Orange နဲ့တုံးကြီးဒဇင်းတစ်မကထုတ်လုပ်နိုင်ပြီလို့ယူဆရပေမဲ့ Belarus မှာဘယ်တော့ဖြန့်ကျက်ချထားနိုင်မလဲဆိုတာမသိရသေးဘူးဆိုပါတယ် Orange နဲ့ဒုံကြီးတွေကိုပြည့်ရမယ်ဒုံပြည့်စင်တွေကိုတော့ပယ်လာယူကပဲထုတ်လို့ရမှာဖြစ်တယ်လို့သူကိုယ်တိုင်ကြီးကြက်နေကြောင်းနဲ့ 2025အကောမှာဒုံပစ်စင်တစ်ခုကိုပြီးတည်ဆောက်မယ်လို့မျှော်လင့်ကြောင်းလူကာရှင်ကဆိုပါတယ်။ဒုံပစ်စင်တွေကိုတည်ဆောက်ပြီးရန်သူတွေနဲ့ညီတန်တရားထားမလားမော်စကိုမြို့တော်မှာပဲထားမလားလဲရှင်းရှင်းလင်းလင်းမစွန့်ပြဖို့တမရပူတင်နဲ့ဆွေးနွေးနေစေပဲလို့ဆိုပါတယ်။လောလောဆယ်မှာတော့ original ဒုံကြီးတွေဘယ်လာယူနိုင်ငံထဲမှာရေးပေါ်တက်စင်နေရခြားတော့ဘူးမလို့သေးကြောင်းလဲလူကာရှန်ကိုကပြောသွားတယ်လို့ဆိုပါတယ်။နောက်ဆုံးသင်ပုတ်ပြောချင်ပါတယ်။ဒီမိုက်ပုံကြီးကိုတော့ကမ္ဘာအမြင့်ဆုံးအမိုက်ပုံကြီးဆိုတင်စားကြပါတယ်။ ဘောလုံးဝင်း90သာရှိပြီးအေက80ကျယ်ဝန်းပါတယ်ဒီမိုက်ပုံကြီးဟာအိန္ဒိယနိုင်ငံဒေးလီမှာရှိပါတယ်ဂါဇီပူမိုက်ကန်ကြီးကိုအမိုက်တောင်ကြီးလို့လူသိများပါတယ်ဒေးလီမြို့ရှေ့ပိုင်းခရိုင်ထဲမှာဂါဇီပူရွာဆုံးမှာရှိပြီးအဲ့ဒီရွာကိုဆွဲပြုပြီးတော့ဂါဇီပူမိုက်တောင်လို့ဆိုပါတယ်1984ခုနှစ်ကဒီနေရာကိုအမိုက်ကန်ဖြစ်စသုံးနာမှာ2000ခုနှစ်ရောက်မှာတမက်ပမာဏပြည့်သွားပြီးမှအမိုက်ဆုံးပြမှုတွေဆက်လုပ်ခဲ့လို့အခုချိန်မှာတော့ 82မီတာအမြင့်ထိရှိလာပြီးတမဟာဆောင်းအောင်လုံးညီပါကြီးကြီးလာပါတယ်။နေစဉ်နေတဲ့ new delhi မှာအမိုက်တန်ချိန်ရာပေါင်းများစွာလာရောက်ဆွန့်ပစ်နေစေဖြစ်လို့တင်းတင်းတခြားပူကြီးမှာဖို့ပဲရှိပါတယ်။ဂါဇီပူမိုက်ကန်ကြီးတဲ့မှာဆွန့်ပစ်မိုက်ကူပါတန်14တန်းထိရှိပြီးတခါတလေမှာအမိုက်ပုံကြီးပြိုကျလို့အနီးနားမှာရှိတဲ့လူတွေကားတွေကိုဖုံးလွှမ်းပြီးတော့တည်ရတဲ့အောင်ရှိပါတယ်။မိုက်ပုံကပူကြီးလာတဲ့အစိုးရကဒီပြဿနာကို ဖြေရှင်းပေးမဲ့ကတိပေးမဲ့ မိုးရီဆွေကဘာမှမမေ့ရမလုပ်ပေးဘူးအမိုက်ပေါ်နားနေတဲ့သူတွေအားလုံးဒုက္ခရောက်တယ်အသက်ရှူဖို့ခက်တယ်နှလုံးယောဂတဲ့တွေအသက်ရှူလမ်းကြောင်းဆိုင်ယောဂတဲ့တွေဆိုရင်ဒုက္ခရောက်တာပဲလို့အမိုက်ပေါ်နေမှနေတဲ့သူတွေကပြောပါတယ်ဒီကာစီဘူမိုက်ပေါ်နေနဲ့ဟာပြောရမယ်ဆိုရင်တော့မိုက်ပေါ်ပြောသွားတော့မှရတယ်ဆိုပါတယ်အဝေးအချင်းတောင်းလုံးလို့ထင်ရပါမယ်လေအနည်းငယ်ချင်းရင်တော့အနက်အသက်နဲ့တင်အဂလိစံကျင်စရာရှိပြီးအသက်ရှူခက်ရပါတယ်နေဦးတည်ဒီမှာနှင်းစဉ်အမိုက်တန်ချိန်ပေါင်း1000ထောင်ကျော်ဆွန့်ပစ်နေပြီး အဲ့ဒီမိုက်တွေကလည်းဂါစီဘူးကိုပဲရောက်လာတာကြောင့်ခုတဲ့အရွယ်စားပိုကြီးလာဖို့ပဲရှိပါတယ်